ဒီကနေ့2025ဧပြီလ9ရက်နေ့ဟာကြောက်တက်တာစီဒီကို60သားနေနောက်ဆုံးညတွေ့ရတော့မယ်နေဖြစ်ပါတယ်60မျိုးရဲ့အထင်ကြီးရသမိုင်းဝင်စီဒီတော့ကြောက်တက်တာစီဒီဟာငလင်တန်ကြောင့်ဖြူချလူလူဖြစ်တာကြောင့်ဖြူချရပါတော့မယ် ထူးသဖြင့်တော့ဒီ30ပတ်လည်လောက်ရှိတဲ့ဇေဒီတန်ထားတဲ့တက်တာပုံကြောက်တုံးကြီးဟာလိမ့်ကြဖို့90ရာခိုင်နှုန်းလောက်ဖြစ်နေပါပြီ။နောက်ထပ်ငလင်ထက်လို့ပြုကြမှာသေးကြတော့ပါပဲ။အဲဒီတက်တာပုံတန်ကြောက်တုံးကြီးကကျောက်ဆယ်မြို့မြို့မဆီရဲ့ရှေ့မြောက်ဘက်ရွှေသာလျောင်းတောင်ခါးဆောင်မှာတည်ရှိနေတာပါ။အိုးအရင်တုန်းကတော့ ထုံးဖြူဝေစီတီတာဖြစ်ပေမဲ့နောက်ပိုင်းမှာကျောက်ဆယ်သားတွေကရွှေစင်းနဲ့ပူဇော်ခဲ့လို့ရွှေရောင်ကျောက်တုံးကြီးဖြစ်ခဲ့ပါတယ်အခုတော့အဲ့ကျောက်တုံးကြီးကိုဖောက်ခွဲဖြက်စီးပစ်တော်မှာဖြစ်ပါတယ် ျက်စီးခဲ့လို့ပြောကြလာခဲ့ရင်တော့လေးမျက်နှာဖျားလန်းရွှေသားလျောင်းတောင်ကြီးဈေးလန်းကနေအိမ်ညာနဲ့ခြီးပြီးထိခိုက်မှုတွေထပ်ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်လည်းအဲ့ဒီနေရာကပြည်သူတွေကိုဘေးလွတ်ရာကိုအလျင်မြန်ရှေ့ပြောင်းထားကြရပါတယ်။ ြစ်မာဖျားလံအရှိဘဲနေနမိတ်ရွှေသားလျောင်းတောင်ကြီးတောင်ဘဲနေနမိတ်ရေလံအနောက်ဘဲနေနမိတ်ဘေးရမြောင်းတွင်းရှိအိမ်တောင်စုဒေသခံပြည်သူများအနေဖြင့်ယခုအချိန်မှစ၍အန်ဒီယေဇုံတက်မှတ်နေနမိတ်အတွင်းမှအမြန်ဆုံးပြောင်းရွှေ့ထွက်ခွာပေးပါရန်နှိုးဆော်အသိပေးအပ်ပါသည်ချူချခဲ့ရင်တော့ထိခိုက်မှုတွေရှိကောင်းရှိနိုင်တာကြောင့်အရှိဘဲရွှေသားလျောင်းတောင်ကနေအနောက်ဘက်မင်းရေမြောင်း တောင်ဘက်မြို့မာစီတောင်ဘက်လန်းမြောက်ဖက်လေးမျက်နှာမြောက်ဖက်လန်းတို့ကိုအနည်းဆုံးနေနဲ့သတ်မှတ်ထားနေပါတယ်။အဲဒီသတ်မှတ်ဧရိယာထဲမှာနေထိုင်ကြတဲ့ဒေသခံတွေတဲကပြောင်းရွှေ့ဖို့အခက်အခဲရှိတဲ့အိမ်ဆောင်စုတွေအနေနဲ့ကြောက်စင်မြို့ဝေဘူးကျောင်းဓမ္မယုံမှာလာနေနိုင်နေဆိုပြီးကြေညာထားပါတယ်။ ကြောက်တက်တာစီဒီဟာရှင်းဟောင်းစီဖြစ်တဲ့အတွက်ကြောင့်ဒန်တာကြီးဆန်ဆန်ပုံမြင်နေနဲ့အငြင်းလန်တွေ့ဖန်နေပါရဲ့။နေသူနေသားတွေကပွဲလန်းတပင်ရှိတဲ့အခါမျိုးမှာအဲ့ဒီကြောက်တက်တာကြီးကိုတွားရောက်ပြီးတက်တာကြီးကရွှေငွေလက်ဝတ်ရတာတွေကိုငားယံဝစ်စင်နိုင်တယ်လို့မျိုးပွဲလန်းတပင်ပြီးဆုံးတဲ့အခါမှာလဲကြောက်တက်တာကြီးအတွင်းကိုပြန်ထားရှိရတယ်လို့ပြောပါရဲ။ဂရိတ္တစာမြဲကြရတယ်လို့ဆိုပါရဲ။ ကျောက်တက်တာကြီးအနေငယ်ဟနေခြင်းတို့ကအထဲကရွှေငွေယတနာတွေကိုနွားဆောင်သားလေးတို့ကမြင်မိရာကနေလိုချင်တက်မှတ်စိတ်နဲ့လောဘတကြီးတည်ယူမိတဲ့အတွက်ကျောက်တက်တာကြီးအလိုလိုပြန်ပိတ်သွားပြီးငါးချောင်းသားလေးလက်တစ်ဖက်ပြတ်ကျန်ခဲ့တယ်ဆိုတာမျိုးလည်းရှိပါသေးတယ်။တိုက်စာလိုလိုဟွက်စာလိုလိုဒန်တာကြီးကဒီကနေ့တော့အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။ ရဏာရီတရလူပဲကြောက်တုံးကြီးကရွှေငွေရဏာရီလွင့်စင်ကြလာမလားပုံမြင်တစ်ခုတက်တက်ပဲလားဆိုတာကိုဒီကနေ့မြင်တွေ့ရမှာပါ။ဘာပဲပြောပြောကြောက်စရာတော့တော်တော်ထတ်တိုးကြည်ခွဲစရာနေ့တနေ့ပါပဲ။